ယူဗာနိုရာဟာရာရီရဲ့ CPS A Brief History of Humankind ဒီစာအုပ်ကိုဆရာမန်ဒီဟာတွန်းကဘာသာပြန်ဆိုထားတဲ့လူသားတို့၏တမိုင်းအနှစ်ချုပ်ဒီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဇာနဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်အပိုင်း၃ချက်လေးအကန့်ဆက်ကိုဆက်မှုလုပ်ငန်း၏ပိများအနာဂတ်ကာလပေါ်ကျွန်တော်တို့ရဲ့ယုံကြည်ပူဇော်မှုအနှံလာမှုနဲ့ အရင်ရှင်မွားတာတက်ဝင်ယုံကြည်သူတို့ရဲ့ကုန်းထုတ်လုပ်ငန်းမှာသူတို့အမြန်ဆုံးတွေကိုပြန်လည်ရင်းနှီးမြှုပ်နှံမှုအာသီတာပြင်းပြမှုတို့ကြောင့်ယနေ့ခေတ်စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာရတာဖြစ်ပါတယ်။ယနေ့ခေတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရုံတက်တက်နဲ့တော့လည်းမလုံလောက်သေးပါဘူး။စီးပွားရေးဖွံ့ဖြိုးမှုရာစွန့်အင်းနဲ့ကုန်ကျစရိတ်တွေလိုအပ်ပါတယ်။အဲ့ဒါတွေကအကန့်အသတ်မဲ့အလျံပဲတုံးလို့မကုန်အောင်များပြားပုံရှံနေတာမဟုတ်ပါဘူး။ သူတို့မှလည်းအခန့်အသက်ရှိပါတယ်။စွန့်ရင်တဲ့ကုန်ကျန်းပစ္စည်းတွေကိုသုံးပြလိုက်လို့ပြောင်းတလင်းခါသွားတဲ့အချိန်ဒီရောက်ခဲ့သေးရှိတော့လို့မှန်းစာကြည့်လိုက်ရင်ရင်းလေးစရာပါတကယ်လဲပြောင်းတလင်းခါသွားနိုင်ပါတယ်။အဲ့ဒီလိုအချိန်မျိုးကိုသာရောက်လာခဲ့တဲ့ဒီနေ့မှာစီပွားရေးစနစ်ကြီးတစ်ခုလုံးပြိုလဲပျက်စီးသွားမှာပါ။ဒါပေမဲ့အတိတ်ကကြုံခဲ့ရတဲ့တာရကတွေရကတော့စွန့်ရင်တဲ့ကုန်ကျန်းပစ္စည်းတွေကုန်ခန်းပြတ်လတ်သွားနိုင်တယ်ဆိုရဲယူဆက သဘောတရားတစ်ခုမျှတာစိတ်ကူးစိတ်တန်တစ်ခုမျှတာဖြစ်တယ်။တီးတယ်မကသေးဘူးအမေးမှမတည့်တာကတော့လူတွေစွန့်အင်တဲ့ကုန်ချမ်းတွေကိုလွန်ခဲ့တဲ့ရာစုနှစ်အနည်းငယ်တုန်းကနောက်ဆုံးနှစ်နှစ်200လောက်ကအဲဖောဖောတီတီအော်တိုက်အောင်သုံးခဲ့သလားစွန့်အင်တဲ့ကုန်ချမ်းတွေကွဲပြောင်းမသွားတဲ့အပြင်တို့တွေအလုံးလှိုင်းလှိုင်းကြီးသုံးဆွဲနိုင်တဲ့ပမာဏအထိတိုးပွားတောင်မှလာပါသေးတယ်။ စွန့်အင်ဒါမှမဟုတ်ကုန်ချမ်းတမျိုးမျိုးကပြက်လက်တော့မလို့ဖြစ်လာတိုင်းမှာရင်းနှီးမြှုပ်နှံမှုတွေက သိပ်ပန်တဲ့ဤသူဒ္ဓဆိုင်ရာသူတည်တနာလုပ်ငန်းတဲ့ကို ပုံအော်စည်းဝင်လာတော့တာပဲအဲ့ဒီရင်းနှီးတွေကလက်ရှိတည်ရန်ဇာတာတွေကိုပို့ပြီးတယောက်တည်းနှီးတွေအသုံးပြုပြီးဖော်ထုတ်သုံးဆနိုင်တဲ့နှီးတွေကိုပုံမတွေ့ရှိလာယုံဒါမကသေးပဲနဲ့စွန့်အင်မျိုးစားတဲ့တည်ရန်ဇာတာအစ်စ်တွေကိုလည်းဖော်ထုတ်ရရှိလာနိုင်အောင်ဆွမ်းဆောင်နိုင်ရလေ ိန်းတက်ရင်ပစ္စည်းကိရိယာထုတ်လုပ်ရင်လုပ်ငန်းကိုပဲစဉ်းစားကြည့်ကြပါစို့လွန်ခဲ့တဲ့နှစ်ပေါင်း300ကျော်မှလူသားမျိုးနွယ်တွေကဒိန်းတက်ရင်ပစ္စည်းကိရိယာပေါင်းအရေးထွက်အားဖြင့်တန်ထောင်ပေါင်းများစွာကိုထုတ်လုပ်သုံးဆွဲနိုင်ခဲ့တယ်။နွားလဲ၊ကျွဲလဲ၊မြင်းလဲ၊လက်တုံးလဲကနေအစယထာရီ မော်တော်ကားတွေအလဲအတန်ထက်မြန်တဲ့တက်လျင်ကြီးတွေနဲ့အာကာသလွန်ပြန်ရင်းနေအစုံအမျိုးအမိအစုံအရေးထွက်ပေါင်းများစွာကိုလူတွေ ဟန်တီထုတ်လုပ်သုံးဆွဲလာခဲ့ကြတယ်။ဘိန်းတက်ရင်နဲ့ဘိန်းပါတဲ့လူအုံဆောင်ပစ္စည်းကရိယာတွေအဲ့လောက်အမကန်စရာထုတ်လုပ်သုံးဆွဲလာနိုင်ခဲ့ကြပြီဖြစ်တဲ့အတွက်စွန့်အင်ရင်းမြစ်တွေနဲ့ကုန်ချမ်းတွေတော့တခုမှမကျန်အောင် ပြုံးတိကုန်ပါပြီတို့တွေတော့ကမ္ဘာတင်ဇာတာရင်းမြစ်ချိုးကက်ချင်းကန်လေးတွေကိုအကျွင်းအကြံလေးတွေကိုစီတဲ့ကက်သက်ကိုချစ်ကုပ်ပြီးတွေးရှာရီတုံးကြရတော့မှာပဲလို့တချို့လူတွေက တွေးထင်တာ ਨੇ တကယ့်ပြည်ရကဖြောင်ဖြောင်ကြီးဆန့်ကျင်နေတာတွေ့ရပါတယ်။ Creativity 1900လောက်ကကမ္ဘာပေါ်မှာစက်တက်ရင်ပြည်ကောင်ထုတ်လုပ်ရေးလုပ်ငန်းကတက်သားနဲ့တန်တဲ့တတ်ထုပေါ်မှာလုံးလုံးလျားလျားနေပါအမိပြုအားကိုခဲကြရပေမဲ့ Cookie ကံကမှာတော့အဲ့ဒီလုပ်ငန်းကနောက်ထပ်အသေးတွေးရှိလာရတဲ့ကုန်ချမ်းတွေလို့ခေါ်နိုင်တဲ့ plastic, rubber, aluminum တတ်ထုနဲ့ titanium တတ်ထုတွေကိုပေါ့ပေါ့တီတီအသုံးပြုလာနိုင်ကြပါတယ်။ကျွန်တော်တို့ရဲ့ ။ OB တွေကတဦးတလီကမှအဲ့ဒီအရာဝတ္ထုတွေအကြောင်းကို သိခဲ့သူမရှိဘူး။ပြီးတော့လည်းတန်ဂရီ1900လောက်ကလဲရီလုတ်ခဲ့ရမှာလဲဘေးမှာတက်တဲ့ဘိန်းတွေလုတ်ခဲ့ရမှာလက်သမားတွေရဲ့လက်ယုံအင်အားနဲ့ဘဘဲဆရာတွေရဲ့လက်ယုံအင်အားကိုသာအသုံးပြုနိုင်ခဲ့ကြတယ်။ယနေ့ခေတ်ကိုကြည့်စမ်းပါဦး။တိုကျိုမြို့ကဆက်ကရီယာထုတ်လို့ရင်းဆက်ယုံနဲ့ boring engine ဆက်ထုတ်တဲ့ဆက်ယုံတွေမှာရေနံစိမ်းလောင်စာ engine ကိုတုံးနေတာတို့နျူကလ িয়ার နဲ့ အဲနုမျိုးစွမ်းအင်သုံးဆက်ယုံတွေကိုတွေ့နိုင်ပါတယ်အလားတူပဲစက်မှုကုန်ထုတ်လုပ်ရေးပြောင်းလဲမှုကြီးကစက်မှုလက်မှုလုပ်ငန်းခန္ဓာအားလုံးနှိပါးကိုဖယ်ရှားတွန်းထုတ်ပြီးတဲ့ကလာလက်မှုလုပ်ငန်းတွေအားလုံးနှိပါးပြုတ်ပြုတ်ပြုံနေထိတန်သွားကြရတယ်ဒါကိုကျွန်တော်တို့ကစက်မှုကုန်ထုတ်လုပ်ရေးပြောင်းလဲမှုကြီး the industrial revolution လို့ခေါ်ခဲ့ကြတာပေါ့စက်မှုကုန်ထုတ်လုပ်ရေးပြောင်းလဲမှုကြီးမှတိုင်းထောင်စုနှစ်ပေါင်းများစွာတုန်းကလည်းလူတွေက စွန့်အင်ရင်းမြင့်မျိုးမျိုးတို့ကိုဘယ်လိုအသုံးပြုရမယ်ဆိုတာသိရှိခဲ့ပါတယ်။ရှေးလူတို့ကစားစရာကိတ်မုတ်ဖုန်နိုင်ဖို့အိမ်တွေကိုအနှွေးထဲရနိုင်ဖို့နဲ့တန်တတ်ထုတွေကိုအည်ချိုနိုင်ဖို့အတွက်တစ်တာတွေကိုမိရှုပ်ပြီးအပူစွန့်အင်ကိုထုတ်ယူခဲ့ကြတယ်။ဂျုံပါလီပြောင်းလူဆက်အသီးနှံတွေကိုချိတ်ခွဲဆက်နဲ့ချိတ်ရမှာလဲမြည်ရီလာအလင်းအဟုန်ကိုတုံးချပြီးရေနဲ့လည်းဖတ်စေခဲ့တယ်။ရွက်လင်းရွက်သေးမောတွေလွှင့်ဖို့ပင်လယ်မှာသွားလာဖို့ဆိုရင်လည်း လေဆွမ်းအင်ကိုအသုံးပြုခဲ့တယ်။ဒါပေမဲ့လည်းအဲ့ဒီအပူဆွမ်းအင်၊ရေဆွမ်းအင်၊လေဆွမ်းအင်တွေမှာလည်းအကန့်အသတ်တွေပြဿနာတွေရှိခဲ့ကြတယ်။အပူဆွမ်းအင်တွေအတွက်ထင်းထုံးတွေမီးရှို့သုံးလောက်အောင်တစ်ပင်တွေတစ်တော့တွေကလည်းနေရာတိုင်းမှာပေါရောက်သလိုလေကလည်းဒီနို့အလိုရှိချိန်တိုင်းမှာတိုက်ခတ်နေကြတာမဟုတ်ပါဘူး။ပြီးတော့မြေကန်နေပြီးနီးနာပတ်ဝန်းကျင်နေမှသာတင့်အတွက်ရေဆွမ်းအင်ရနိုင်မှာပါ။တိတဲ့ပုံကြီးမှာတဲ့ပြဿနာကတော့အဲ့ဒီခင်လူတွေက စွမ်းအင်တစ်မျိုးကနေနောက်တစ်မျိုးကိုဘယ်လိုကြောင်းလဲအောင် လုပ်ယူရမယ်ဆိုတာကိုမသိခဲ့ကြတာ။အဲသူတို့ကတင်းမောတွေရွက်လွင်ဖို့လေကိုဖမ်းယူရယူသုံးဆွဲကြပြီးဂျုံကျိဆက်ကြီးတွေလက်ပတ်ဖို့ရေစွမ်းအင်ကိုရယူသုံးဆွဲခဲ့တတ်ကြပေမဲ့လည်းအဲ့ဒီလေစွမ်းအင်နဲ့ရေစွမ်းအင်တွေကိုရေကိုပူပေးဖို့တန်ရိုင်းတတုရိုင်းတွေကိုချိုးချက်ဖို့ပူဆွမ်းအင်ရလာအောင်ပုံတရံပြောင်းပြီးမတုံးတက်ခဲ့ကြပါဘူး။အပြန်အလှန်ပြောရရင်လည်းထင်းတုံးတွေကိုမီးရှို့လို့ရတာနဲ့ အပူဆွမ်းအိမ်ကိုဂျုံချိတ်ဆက်အနံချိတ်ဆက်ဘိန်းကိုရွေ့ရှားလဲပတ်စင်နိုင်တဲ့အရွေ့ဆွမ်းအိမ်ဖြစ်ပြောင်းလဲပြီးအသုံးပြုနိုင်ခဲ့ခြင်းမရှိကြပါဘူးအဲ့ဒီတော့ကလူတွေစီမှာစွမ်းအင်ပုံတံတစ်ခုကနေတခြားပုံတံအသစ်တစ်ခုကိုပြောင်းလဲစေပြီးစွမ်းအင်အသွင်ပြောင်းမှုလုပ်ငန်းကိုဆောင်ရွက်နိုင်တဲ့စက်ကရိယာတစ်မျိုးသာရှိခဲ့ပိုင်ခဲ့ကြတယ်အဲ့ဒါတော့တခြားမဟုတ်ပါဘူးသူတို့ရဲ့သွေးသားနဲ့ဖွဲ့စည်းထားတဲ့ရုပ်ခန္ဓာကိုပါပဲတဘာဝအတိုင်းဖြစ်ပြနေတဲ့ ခန္ဓာကိုယ်ရဲ့ဇီဝကံမှာဖြစ်စဉ် metabolizing မှာလူတွေနဲ့ထိဆန်တွေတတ္တဝါတွေရဲ့ရုပ်ပိုင်ကိုခန္ဓာတွေက organic လောင်စာတွေကို လောင်ကျွမ်းကြေပြတ်စေတယ်။ဆိုလိုတာကတတ္တဝါတွေစတာဝါမျိုးခြေပြတ်လိုက်တဲ့အစာစာတွေကလောင်ကျွမ်းကြေပြတ်သွားပြီးထွက်လာတဲ့အပူဆွမ်းအင်ကကြွက်သားနှက်ကြောတွေရဲ့လှုပ်ရှားမှုရွေ့ရှားမှုအသွင်တံပြောင်းလဲသွားတယ်။ဒါကသူ့လိုလျောက်သဘာဝကပြုတ်ပြင်ဖန်တီးလိုက်တဲ့ဇီဝကံမှာဖြစ်စင်မှာ လူတွေကြားမှာမရွေးနဲ့တရိတ်ဆန်ကျွဲနွားစသည်ကအသီးနှံကို စားကြအသားကိုစားကြတဲ့အခါမှာအဲ့ဒီအစားအစာတွေမှာပါတဲ့ကာဗိုဟိုက်ဒရိတ်ကိုကစီတန်းနဲ့အဆီတွေကိုခြေဖြတ်လောင်ကျွဲသွားစီပြီးတော့မှထွက်လာတဲ့အရွေးဆွဲအင်တွေကိုအသုံးပြုပြီးလူတွေကလန်ချားတွေကိုဆွဲပြီးရွေးရှာစေနိုင်တယ်လို့ကျွဲတွေနားတွေကလည်းထုံထုံတွေကိုဆွဲပြီးလက်ကိုထုံရက်လာနိုင်ကြတာပေါ့အဲ့ဒီခက်တုံးကဆွဲရင်အတွင်ပြောင်းလဲပေးနိုင်တဲ့ပြည့်စည်ကြိယာဆိုလို့ လူတွေရဲ့ခန္ဓာကိုယ်တွေနဲ့တရိစံတွေရဲ့ခန္ဓာကိုယ်ဆိုရဲကိရိယာတစ်မျိုးတည်းပဲရှိခဲ့တာဒါကြောင့်လူတွေကြွက်သားလှူရှားနိုင်မှုဆွမ်းအင်တီတာလင်လူတွေရဲ့လုပ်ငန်းဆောင်တာဝါဝါအားလုံးဒီပါအတွက်အဓိကကြခဲ့တာပေါ့လူတွေရဲ့ကြွက်သားလှူရှားနိုင်မှုဆွမ်းအင်ကလည်းလဲတွေလေတွေအင်တွေကိုစားလို့နိုင်ခဲ့ကြပြီးကျဲနှွားတွေရဲ့ကြွက်သားလှူရှားနိုင်မှုဆွမ်းအင်ကလေယာဉ်မြေတွေကိုထုံရက်နိုင်ခဲ့ကြတယ်မြင်းတွေရဲ့ကြွက်သားလှူရှားနိုင်မှုဆွမ်းအင်က ကုန်ပစ္စည်းတွေကိုနေရာတနေရာကနေတနေရာကိုပို့ဆောင်ပေးနိုင်ခဲ့တယ်။အဲ့ဒါလိုမျိုး organic ထွက်သားအင်ဂျင်ဆွမ်းအင်ကိုရွေးရှားနိုင်အောင်လှုပ်ရှားနိုင်အောင် လောင်စာစီဖြည့်ပေးနိုင်တဲ့ဆွမ်းအင်ကိုတော့တခုတည်းသောရင်းမြစ်ကသာရရှိနိုင်ပါတယ်။အဲ့ဒီအန်ဒီမှအဆုံးဆုံးရင်းမြစ်ကတော့အပင်တွေပါပဲ။တကားအဲ့ဒီအပင်တွေအလဲ့မှာသူတို့ကဘာကစွန့်ရင်ပန်ပိုးပေးနိုင်တယ်လဲဆိုရင်နေအောင်ခြေကပါဖိုတိုစင်သက်စစ်လို့သိကြတဲ့နေအောင်ခြေတောင်းအစာချက်ခြင်းဖြစ်စဉ်မှာအပင်တွေက နေအောင်ကြီးစွမ်းအင်ကိုဖမ်းယူစွမ်းငင်ပြီးဆုပ်ယူကြတယ်ပြီးမှ organic drug ပေါင်းဖြစ်တဲ့ထုတ်ပိုးသိမ်းဆီးလိုက်တယ်လူသမန်ကြောင့်ဖြစ်စဉ်တခြားမှာပေါ်ပေါက်ရှင်တန်နေထိုင်သွားခဲ့ကြတာအခုလည်းရှင်တန်နေထိုင်နေကြတဲ့လူသားအလုံးလူလူဟာဘယ်လိုထုတ်ရှားရှင်တန်နေထိုင်ခဲ့ကြသလဲစဉ်းစားကြည့်နိုင်ပါတယ်သူတို့ကနေကရတဲ့စွမ်းအင်ကြောင့်ထုတ်ရှားရှင်တန်နိုင်တာပါနေစွမ်းအင်ကိုအပင်တွေကဆုပ်ယူသိမ်းဆီးပြီးလူတွေရဲ့ကြွက်သားတွေတန်စွမ်းလှုပ်ရှားနိုင်တဲ့အိပ်ဆန်အဖြစ် ြောင်းလဲပြနိုင်ခဲ့လို့ပါပဲလူတို့ရဲ့တမိုင်းကဒါကြောင့်အတိကကြတဲ့ဇဝင်းနှစ်ခုရဲ့လွှမ်းမိုးမှုဩဇာတရားမှုကိုခံယူရပါတယ်အဲ့ဒီတန်တရာဇဝင်းနှစ်ခုကအပင်တွေကြီးထွားမှုတန်တရာဇဝင်းနဲ့နေရောင်ခြည်ဆွမ်းအင်တန်တရာဇဝင်းတို့ဖြစ်ကြတယ်နေနဲ့ညနှွေနဲ့စားနေရောင်ခြည်ရရှိမှုရှားပါပြီးဂျုံဆိုင်ခင်းတွေကအစိမ်းရောင်လွှမ်းနေခြင်းမရင်မဲ့သေးမီအချိန်မှာလူတွေမှလည်းဇွမ်းရင်အနေငယ်သာရရှိသုံးဆွဲနိုင်ပါတယ် အလားတူပဲအဲ့ဒီချိန်ကာလမျိုးမှာအတင်းအနှံလောင်ယုံတွေဂျုံတူလောင်ယုံတွေကဟာလာဟင်းလေးနဲ့ထိပါအကွန်တောက်ောက်ခံရတဲ့ဝင်တဲ့အကွန်ကောက်သူများကလည်းအလုံးလက်မဲ့ပြင်းရင်နေချိန်ဖြစ်ပြီးစစ်တီတော်တွေကလည်းဒီလိုချိန်မျိုးမှာထိတက်ဖို့ပဲဖြစ်ဖြစ်လက်ယုံရင်အပြေဝအစွမ်းပြတိုက်ခိုက်မှုပဲဖြစ်ဖြစ်မြန်ဆန်တက်ကြွစွာမလုံဆောင်နိုင်ကြပါဘူးဒီလိုချိန်မျိုးမှာစစ်သွေးစစ်မှန်ကြွကြတဲ့ဘရင်တွေတောင်မှငင်းချင်ရယူဖို့ကစိတ်ဝင်စားချလေးရှိတယ် နေရောင်ပွင့်လင်းတဲ့ရာသီမှာတော့ဂျုံစဘာလူဆက်အနံတွေကရင့်မှန်လာကြပြီဖြစ်လို့တောင်သူလန်သမားတွေကတီးနံတွေရိတ်သိမ်းပြီးစပယ်ကြီးဂျုံလောင်ယုံတွေမှာလည်းအတီးနံတွေအပြည့်ပေါ့အခွန်တောက်ကောက်ခံတဲ့မိမှုရန်တွေကလည်းသူတို့ရတင်ရထိုက်တဲ့အခွန်အကောက်တွေကိုကောက်ခံမှုအပြည့်လွန်ရောက်လာကြပြီဖြစ်တယ်လို့စစ်တီတော်တွေကလည်းသူတို့သူတို့ရဲ့ခွန်အားပလာတွေကိုပုံမတန်ဆွမ်းအောင်လေ့ကျင့်ပြီးဓာတ်သွင်းနေကြပါပြီရန်သူတွေကိုရင်ဆိုင်နိုင်ဖို့အသင့်ပြင်နေကြလေရဲ့ ဘရင်တွေကလည်းစစ်သေးနာပရိတွေစစ်ကဲကြီးတွေနဲ့တွေ့ဆုံတိုင်ပင်ပြီးနောက်ထပ်တိုက်ပွဲသစ်တွေကိုဆင်နဲ့ဖို့အမိန့်ချမှရေးစတင်ကြိုးပမ်းလှုပ်ရှားလာကြပြီဖြစ်ပါတယ်လူတိုင်းကိုစီကိုငါကဂျုံဆန်စပါပေးပြောင်းလူဆက်အလူဆတဲ့ကာဝဟိုက်ရိတ်ကျွဲပါတဲ့အစားစားတွေထဲမှာဒူလောင်သိန်းစီရောက်ရှိနေတဲ့နေရာကြီးဆွမ်းအင်ရဲ့လောင်ကျွမ်းမှုကနေရရှိတဲ့အရွေးဆွမ်းအင်နဲ့တက်ကြွစွာလှုပ်ရှားပြီးတော့နှိမ့်စတူပါဆောင်ရွက်လာနိုင်ကြပါတယ် မိဖို့ချောင်တဲကလေးဝက်ချက်များအဲ့ဒါလို့နဲ့ထောင်စုနှစ်ပေါင်းများစွာတိုင်အောင် နှစ်ပေါင်း4500စသဖြင့်ရှင်တန်လှောက်ရှားပြီးနေထိုင်သွားခဲ့ကြတဲ့ရှေးဦးလူသားမျိုးနွယ်တွေကစွန့်ရင်ထုံးလို့သုံးဆမှုသမိုင်းမှာအေးပါဆုံးတည်ထွေမှုကြီးတစ်ခုနဲ့နေစဉ်နေတာနေဝင်နေထွက်ညနေချင်းဆိုင်နီးကပ်တွေ့ကြုံနေခဲ့ကြရပါတော့လေသူတို့ကအဲ့ဒီတည်ထွေမှုကိုဂရုမပြုမိခဲ့ကြပါဘူးအဲ့ဒီစွန့်ရင်ကတော့လူတွေသူ့ကိုသိလာလိမ့်မလားဆိုပြီးတော့ လူတွေရဲ့မျက်စိနဲ့တဲ့တဲ့မဲ့မဲ့စူးဆိုင်ငေးမောကြည့်ခဲ့ကြတာပေါ့အင်းရှင်မတယောက်ဒါမှမဟုတ်အိမ်ပေါ်တယောက်ရင်နှွေးကြိုချက်ဖို့ရင်နှွေးခရကိုဒါမှမဟုတ်အာလူတွေပြေးသိပ်ပါတယ်အာလူပြုတ်ဦးကိုမိဖို့ပေါ်လာတဲတဲ့အခါတိုင်းသူမရဲ့မျက်နှာကိုစိမ့်စိမ့်ဆူဆူတဲ့တဲ့ကြည့်လေရှိခဲ့ပါတယ်ရင်နှွေးဦးဒါမှမဟုတ်အာလူပြုတ်ဦးတွေကရေတွေပေါက်ပွက်ဆူလာတဲ့အခါတိုင်းရင်နှွေးဦးခရဖုံးဒါမှမဟုတ်အာလူပြုတ်ဦးဖုံးကရင်နှွေးငွေရဲ့တွန့်ငန်အားကြောင့်ကြွတက်လာပြီးပွင့်ကန်ထွက်လာတယ် အပူဆိုတဲ့စွမ်းအင်ကအရွေ့စွမ်းအင်ဖြစ်ကိုပြောင်းလဲသွားတာဒါပေမဲ့ပွင့်ကန်သွားတဲ့ရင်နွေးခရအဖုံးတို့အာလူးပြုတ်အိုးဖုံးတို့ကအဲ့ဒီခေတ်ကအရှင်မတွေအတွက်စိတ်အနှောက်အယှက်ဖြစ်စရာတွေပါအဲ့တော့ရင်နွေးငွေ့ရဲ့စွမ်းအားကိုဘယ်သူတူတယောက်ကမှမတွေ့မမြင်ခဲ့ကြပါဘူးအထူးသဖြင့်အိုးရဲကရေတွေဘေးကိုရှန်ချကုန်တဲ့အခါစိတ်ငြိရတာပါ900ရာစုအတွင်းပိုင်းကတရုတ်နိုင်ငံမှာရဲမုံကိုတီထွင်နိုင်ခဲ့ကြတယ်။ဒီလိုတီထွင်နိုင်ပြီးတဲ့နောက်ပိုင်းမှာတော့ အပူဆွမ်းရင်ကနေအရွေဆွမ်းရင်ကိုပြောင်းတဲ့နေရာမှာဒစိတ်တည်းဒါအောင်မြင်မှု ရရှိလာတယ်လို့ဆိုရမှာပါပြမတော်ကတော့ရမ်းမုံကိုမီးလောင်ပုံလောက်ဖို့သာအဓိကအားထားပြီးတုံးဆွဲခဲ့ကြတယ်ရမ်းမုံကိုပြက်လွတ်နိုင်တဲ့အင်အားကြီးလက်နဲ့ဒုံမြန်ဆရာတွေကိုတွန်းအားပေးနိုင်တဲ့အရာလို့ယူဆတဲ့စိတ်ကူးစိတ်တန်းကအလွယ်တကူသိရှိနိုင်တာမျိုးမဟုတ်လို့ရာစုနှစ်ပေါင်းများစွာကြာအောင်ရမ်းမုံကိုမီးလောင်ပုံလောက်ဖို့ ဘဲတီချပြီးတော့မှတုံဆွဲခဲ့ကြတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့တနတ်ဆိုတာပေါ်ပေါက်လာရတယ်။ဖြစ်နိုင်ခြင်းရှိတာကတော့ဘုံလုံးအထူးကျွမ်းကျင်သူတွေကရမ်းမှုန်ကိုစုံနေထက်ထောင်လိုက်တဲ့အခါမှာဇဝိတ်ကိုအချိန်နဲ့လွင့်ထွက်သွားဖို့လောက်တာတွေ့ပြီးလောက်ကြကန်းဆောင်ရင်းထဲကနေရမ်းမှုန်ရဲ့တောအားချောင်းကိုဖြည်းဖြည်းနဲ့တိနာလည်ခဲ့ကြတယ်။ဒါကြောင့်လည်းရမ်းမှုန်တီထွင်မှုနဲ့ထိထိရရောက်တုံနိုင်တဲ့အမြောက်တီထွင်မှုတို့အကြားနှစ်ပေါင်း600ခန့်ကြာမြင့်ခဲ့ပါတယ်။အဲ့ဒါလိုမျိုး မြကိုတီထွင် နိုင်ပြီးတဲ့အတိုင်းအောင်ပဲအပူဆွဲရင်ကိုအွေ့ဆွဲရင်ပြပြောင်းလဲလို့ရတယ်ဆိုတဲ့စိတ်ကူးမျိုးကလူတွေနဲ့အနှံ့ဝေးနေဆဲဖြစ်တယ်နောက်ထပ်နှစ်ပေါင်း300လောက်ကြာမြင့်ပြီးမှသာလေလူတွေကအပူဆွဲရင်ကိုတုံးပြီးတော့ပစ္စည်းတွေကိုရွှေ့ပြောင်းတည်ယူပို့ဆောင်ပေးနိုင်တဲ့နောက်ထပ်ဆက်တမျိုးကိုတီထွင်လာနိုင်ခဲ့ကြပြန်တယ်အဲ့ဒီနည်းပညာအသစ်ကဗြိတိန်နိုင်ငံကကြောင့်မီးသွေးတွင်တွင်မှာစတင်ပေါ်ပေါက်ခဲ့တယ်ဗြိတိန်နိုင်ငံမှာလူရေဖောင်းပွားများပြားလာတဲ့အခါမှာ တိုးချက်များပြားလာတဲ့စီးပွားရေးတွေကိုလည်းပတ်ဖို့နဲ့အဆောက်အုံတွေအိမ်တွေတည်ဆောက်ဖို့အတွက်ထင်းလောင်စာဖြစ်သုံးတဲ့အပြင်နေရာသစ်တိုးချက်ဖို့အတွက်လက်ရမည်တိုးချက်စာပြုတ်ဖို့အတွက်တစ်တော်တွေတစ်ပင်တွေကိုခုတ်ထွင်ရှင်းလင်းခဲ့ကြတယ်။ဗြိတိန်နိုင်ငံမှာထင်းလောင်စာရှားပါဖြက်လက်မှုကတိုးပွားတဲ့တိုးပွားလာခဲ့တယ်။ထင်းပြက်လက်ရှားပါလာတာကြောင့်ထင်းစာတို့ကြောင့်မိသွေးလောင်စာကိုအသုံးပြုလာခဲ့ကြရတယ်။ဒါမဲ့ကြောင့်မိသွေးအလွာတွေကရေကြီးရေမြုပ်တဲ့ဒေသတွေမှာတည်ရှိနေတာကြောင့် ရေနှိမ့်မှန်းကြတဲ့မိသွေးလွာကိုတွူဖော်ရမှာမိသွေးတွေးလောက်သားတွေဖိုရေလွှမ်းမိုးမှုကအခက်အခဲတွေ့စေတယ်။အဲ့ဒီပြဿနာအတွက်အဖြေကိုရှာခဲ့ရတယ်။၁900ပတ်ဝန်းကျင်မှာဗြိတိန်နိုင်ငံကြောင်မိသွေးတွင်တူရာဥမင်လိုင်းတဝိုက်မှာသူစန်းတဲ့အတန်ကြီးတစ်ခုရဲ့မြေဟင်းတန်ကြီးဟာတိမ်မွေ့ညင်သာရာကနေတစတစနဲ့တိုးလို့သာကျဲလောင်လာခဲ့တယ်။အဲ့ဒီမြေဟင်းတန်ဟာဆယ်စုနှစ်တစ်ခုကနေတစ်ခုကိုကူးပြောင်းလာတာနဲ့အမျှပုံမကျဲလောင်လာပြီးနောက်ဆုံး ကဘာကြီးတစ်ခုလုံးကိုကြွက်ကြွက်ညံသွားစေခဲ့တယ်။ကဘာကြီးတစ်ခုလုံးကိုဒီကြွက်ကြွက်ညံတဲ့ကြီးကလွန်မှုဝါမြုံလိုက်တော့တယ်။အဲ့ဒီတန်ကြီးကတော့တခြားမဟုတ်ပါဘူး။ရေနွေးငွေ၃ရေနွေးငွေ၃အင်ဂျင်ဆက်ကထွက်ပေါ်လာတဲ့အတန်သားဖြစ်ပါတယ်။ရေနွေးငွေအင်ဂျင်မျိုးစားများကြီးရှိကြတယ်။ဒါမဲ့အဲ့ဒီအင်ဂျင်တွေအားလုံးမှာတူညီတဲ့သဘောတရားကတော့တစ်ခုတည်းပဲရှိတယ်။လောင်စာစီတစ်မျိုးမျိုးကိုမင်းကလောင်ကျွမ်းအောင်လုပ်မယ်ဥမာမိသွေးဆိုပါစို့။ လောင်စာမီးရှို့လိုက်လို့ထွက်လာတဲ့အပူဓာတ်ကို ရေစုပွက်လာပြီးရေနွေးငွေ့ထွက်လာဖို့သုံးပါပါရေနွေးငွေ့ကပွပြီးပြန့်နှံ့လာတဲ့အခါပစ္စတင်တစ်ခုခုကိုတွန်းကန်ပင့်ထုတ်လိုက်မှအမှန်ပဲအဲ့ဒီပစ္စတင်ရွေ့သွားတာနဲ့အတူပစ္စတင်နဲ့ဆက်ထားတဲ့ဘယ်ပစ္စည်းမဆိုအတူရွေ့ရှားသွားမှာအဲ့လိုနဲ့ပဲမင်းဟအပူဆွမ်းအင်ကိုအရွေဆွမ်းအင်ဖြစ်ပြောင်းလဲနိုင်ပြီပေါ့ဆက်ရှိအရာစုခေဗြိတိန်မိသွေးတွင်းတွေမှာရေဆုပ်ဆက်မောင်းဖို့ ရင်နှွေးငွေအင်ဂျင်ကိုတုံးခဲ့ကြရဲပစ္စတင်တစ်ခုကိုရေဆုပ်ဆက်နဲ့ဆက်ထားပြီးမိသွေးတူးတဲ့ဥမင်လိုင်းအခြေကရေကိုစတင်ပြီးဆုပ်ခဲ့ကြရဲရှင်းဥပေါ်ဆက်အင်ဂျင်တွေကမယုံနိုင်စရာကောင်းလောက်အောင်ကိုစွန့်ရင်အဆက်ရဲ့တာရေကညံ့ပြင်းကြရဲရေနန်းနန်းလေးကိုဆုပ်ယူဖို့တင်ဖို့မိသွေးတွေတပုံတပင်ကြီးကိုလောင်စာဖြင့်နဲ့မိရှို့အသုံးပြုခဲ့ကြရတယ်အဲ့ဒီခေတ်အဲ့ဒီအခါတုန်းကအဲကြောင်မိသွေးတွင်နေမှာကြောင်မိသွေးကအလျံပဲပေါများခဲ့တာကြောင့်လည်းပဲဘယ်သူကမှ မိသွေးပြုံးတိမှုကိုအလေးမထားခဲ့ကြဘူး။တက်ဂရီ1900နောက်ပိုင်းဆယ်စုနှစ်တွေမှာဗြိတိန်နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်တွေရင်းနှီးခွေတုံးဆက်တွေကိုကြောင်မီသွေးလိုင်းတွေကနေထုတ်ပြီးရက်ကန်းဆက်ယုံတွေနဲ့ပီယာချက်ဆက်ယုံတွေနဲ့ချိတ်ဆက်အုံပြုကြတယ်။ရင်းနှီးခွေအင်ဂျင်ရဲ့စွမ်းဆောင်ပိုင်းမှုတွေကိုလည်းတွန်းမြင်လာနိုင်ခဲ့ကြတယ်။အထက်လိတ်ထုတ်လုပ်မှုမှာလည်းအဲ့ဒီလိုဆက်မှုကုန်ထုတ်လုပ်ရေးပြောင်းလဲမှုကြီးပေါ်ပါပြီးရုံးစားကြီးအပြောင်းအလဲတွေကြောင့်အထက်လိတ်တွေအများပြားကိုကုန်ကျသက်သာစွာနဲ့ပေါ်ပေါ်တည်တည် ထုတ်လာနိုင်ခဲ့တယ်။မျက်စိတမိန်လှတဲ့ပြည်တွင်းမှာပဲပရိတင်နိုင်ငံကကမ္ဘာအလို့ယုံကြည်ဖြစ်လာခဲ့တယ်။ပိုပြီးအရေးပါတဲ့ချက်ကတော့ရေနွေးငွေ့အင်ဂျင်ကိုကြောင်မီသွေးတွင်းကနေထုတ်လုပ်ရရှိလာပြီးတော့စိတ်တဲ့ရေရာအင်အားလဲပြင်းထန်ပြီးအဟန်တာခလုတ်ကတဲ့တစ်ခုကိုကြော်လွှားပြီးအနိုင်ယူနိုင်ခဲ့ပြန်တယ်။အထယ်ရက်ဆက်ယုံတွေက ရက်ကန်းစွင်တွေကိုလည်းလက်ပတ်၍ရှာနိုင်ဖို့မီသွေးလုံးပြီးရေနွေးငွေ့အင်ဂျင်သုံးနိုင်နေဆိုရင် တခြားအရာဝတ္ထုတွေကိုရွေးရှားစီဖို့တုံးရင်ကောမရဘူးလားလို့တွေးမိခဲ့ကြပြန်တယ်။ဥမာရင်တစ်ခုခုပေါ့1825ခုနှစ်မှာ Britain Engineer တူကကြောင်မီးသွေးတွင်းကနေရင်းနှွေးဝင်အင်ဂျင်ဆက်ခေါင်းတွဲကမီးသွေးအပြစ်တင်ဆောင်လာတဲ့ကုန်တွဲများကြီးကိုတန်လန်းတစ်လျှောက်ဆွဲယူသွားပြီးမီးသွေးတွင်းကနေနှီးဆုံးစိတ်ကန်းအထိကီလိုမီတာ20လောက်အထိကိုရောက်အောင်ပို့ဆောင်ပေးနိုင်ခဲ့တယ်။ဒီဖြစ်ရပ်ကတော့ပထမဦးဆုံးရင်းနှွေးဝင်ဆွဲရင်တုံးမီးရထားခေါင်းတွဲပေါ်ပေါက်လာတဲ့ရာစွဲမှာ တခါထပ်တွေးမိကြပြန်တယ်။ရင်းနှွေးငွေကိုကြောင်မီသွေးတဲ့ယူပို့ဆောင်ရမှာတုံးတယ်ဆိုရင်တခြားကုန်ပစ္စည်းတွေကိုလည်းပို့ဆောင်နိုင်မယ်ဆိုတာကိုရှင်းရှင်းလင်းလင်းမြင်လာကြတယ်။ပြီးတော့လူတွေကိုရောပို့ဆောင်ပေးလို့ရနိုင်မယ်မဟုတ်လား။ဒါနဲ့ပဲ1830ခုနှစ်မှာတော့လီဗာပူးမြို့နဲ့မန်ချက်စတာမြို့ကိုဆက်သွယ်ပြေးဆွဲပေးမယ်ကမ္ဘာပထမဦးဆုံးစီးပွားရေးဖြစ်တဲ့လူစီမြေထားလန့်ကိုဖွင့်လှစ်ပြေးဆွဲစေခဲ့ပါတယ်။ဘိုးရင်တော်ကရက်ကန်းရုံတွေကိုလည်းပတ်စေခဲ့တာလည်းဒီ ရေနွေးငွေ့ဆွမ်းအင်ဖြစ်တယ်လို့ဂျာမီသွေးတွင်းထဲကရေဆုပ်ယူနိုင်ခဲ့တာလည်းဒီရေနွေးငွေ့ဆွမ်းအင် ဖြစ်တယ်လို့လူစည်းရထားတွဲတွေကိုဆွဲယူ၍ရှားစေနိုင်တာကလည်းဒီရေနွေးငွေ့သုံးဆွမ်းအင်ပါပဲနောက်ထပ်နှစ်20လောက်အတွင်းမှာကိုပဲဗြိတိန်နိုင်ငံမှာမီးရထားတန်လန်းလမ်းကြောင်းကအလျားကီလိုမီတာဘောင်တောင်းချီရှည်လျားလာခဲ့တယ်။အဲဒီကအစပြုပြီးနောက်ပိုင်းကာလတွေမှာလူတွေရဲ့စိတ်ထဲမှာအဆွဲလန်းအမြဲတမ်းညှိတွဲဖြစ်စည်းနေတယ်။အဲ့ဒါကတော့ ဆက်တွေနဲ့အင်ဂျင်တွေကိုအသုံးပြုပြီးဇွမ်းရင်ပုံစံတစ်မျိုးကနေနောက်ထပ်တစ်မျိုးဖြစ်ပြောင်းလဲလို့ရရှိနိုင်တယ်လို့အတွေ့ပေါ်လာကြတယ်။တင့်တော်မှန်ကန်တဲ့ဆက်ပစ္စည်းမျိုးစားတစ်ခုကိုဒါတို့တွေတီထွင်နိုင်မယ်ဆိုရင်အင်ဂျင်ပုံစံဘဲဟာကိုမဆိုကဘာကြီးရဲ့ဘယ်နေရာမှာမဆိုအဲ့ဒီအင်ဂျင်ကိုပဲ့ပြင်ထိမ့်မှတ်ပြီးတို့ရဲ့ဘယ်လိုအပ်ချက်အတွက်မဆိုပြုပြင်ဖန်တီးအသုံးချ ခန်းစီလို့ရနိုင်တယ်လို့စေကူးရလာကြတယ်။ဥမာအားဖြင့်ယူပဝေဒပညာရှင်တွေက atom အနုမြူမုံလေးတွေထဲမှာကြီးမားတဲ့စွမ်းအင်တွေကိုဇူလောင်ထားမှန်းသိရှိလာတဲ့အခါမှာသူတို့အနေနဲ့ဒီစွမ်းအင်ကိုဘယ်လိုပုံစံနဲ့ဆက်မှုလက်မှုတွေကနေလွတ်ထွက်လာအောင်အဲလောက်ယူရမယ်ဆိုတာကိုလျက်တစ်ပြက်အတွေ့ပေါ်ပေါက်လာကြတော့တာပါပဲ။ပြီးတော့အနုမြူစက်တက်ထဲကထွက်လာတဲ့စွမ်းအင်အနျူကလီယာစွမ်းအင်ကို လင်းစစ်တပ်ထုတ်ယူဖို့အတွက်ရေကုန်တင်မော်တွေကိုရွှေ့ရှားစေဖို့နဲ့ရန်သူရဲ့မြို့ပြတွေကိုဖျက်ဆီးဖို့ဘယ်လိုထုတ်ယူသုံးချနိုင်မလဲလို့စိတ်ကူးကြံစလာခဲ့တယ်။တရုတ်အကြီးအကဲပညာရှင်တွေရန်မုံကို ဖော်ထုတ်တွေ့ရှိခဲ့ခြင်းနဲ့တူရကီလို့အမြောက်လက်နေကြီးတွေကကွန်စတန်တီနိုပယ်ဆိုတဲ့ရောမအီတလီရဲ့မြို့ရိုးနိုင်ငံတွေကိုစီစီညံညံချေမုန်းနိုင်ခြင်းအကြာနှစ်ပေါင်း600กว่าဟပါတယ်ဒါပေမဲ့အန်တိုင်းဖော်ထုတ်ခဲ့တဲ့ E=MC² formula ညီမြချင်းရဲ့အတိတ်ပဲဖြစ်တဲ့ဘဲဒရက်တူမတ်ဆို ဇွန့်ရင်ဖြစ်ပြောင်းနေနိုင်ကြောင်းစိတ်ကူးကြံစားမှုယူဆပေါ်ပေါက်လာခြင်းနဲ့ဟီရိုရှိမားနာဂါဆကီမြို့ကိုအနုမြုပ်ဖုံးနဲ့တိုက်ခိုက်ခံခဲ့ရလို့ပြပုံအတိဖြစ်သွားရတဲ့ဖြစ်ပျက်ဆိုးကြီးရဲ့ချာထိုကာလကတော့နှစ်ပေါင်း40သာကြာမြင့်ပါတယ်နောက်ပိုင်းနုမြူတာဆက်ယုံနျူကလ িয়ার ဆက်ယုံတွေကဘာတလောမှာအရှူရှူမိုလိုပေါက်လာတာကလည်းအိုင်းစတိုင်းရဲ့တွေ့ရှိချက် နောက်ပိုင်း240အတွင်းမှာပါပဲနောက်ထပ်အရေးကြီးတဲ့ဖော်ထုတ်တွေ့ရှိမှုတရားကတော့ ဆက်တွေအတွက်အပူကနေအရွေဆွမ်းရင်ကိုပြောင်းလဲပေးနိုင်တဲ့အောက်ဆီဂျင်တန်းဝင်တဲ့တခြားဓာတ်ပစ္စည်းတွေကိုလောင်ကျွမ်းဓာတ်ပြုမှု ဖြစ်စဉ် conversion တစ်ခုပါ conversion engine ကလူတွေရဲ့တည်ယူပို့ဆောင်ရေးစနစ်ကိုတမဟုတ်ချင်းပြောင်းလဲစေခဲ့တဲ့ key တဲ့ပို့ဆောင်ရေးတော်လိုင်းရေးစနစ်ကိုဆင်နွှဲဖို့ရေနံစိမ်းကိုနိုင်ငံရေးအာဏာပိုင်ကိုစားပြုလောင်စာရေးဖြစ်ပြောင်းလဲစေဖို့ဆွမ်းဆောင်ခဲ့ရမှာမျိုးဆက်တဆက်စာနှစ်20ကြော်ယုံတာကြာခဲ့ပါတယ်ရေနံစိမ်းကိုလူတို့သိရှိခဲ့တာနှစ်ပေါင်း ထောင်ချီဝီကြားခဲ့ပါပြီ။အိမ်မိုးတွေကိုရင်လုံစေဖို့ဘိန်းဝင်ရိုးတွေကိုချောမွေ့စွာလဲပတ်စေဖို့ရေနံစိမ်းကိုအသုံးပြုခဲ့ကြတယ်။သုံးဆွဲနေချကုန်ချက်ပစ္စည်းမှန်ပေမဲ့လည်းရေနံစိမ်းရဲ့အတိတ်တမကအသုံးတင်ချင်မှုကိုသိရှိလာကြတာကတော့ရာစုနှစ်တစ်ခုမျှလောက်သာရှိပါသေးတယ်။ရေနံရရှိရေကိုချောင်းပြုတ်ပြီးသွေးချောင်းစီးခဲ့ကြရတယ်ဆိုတာကအခုခေတ်ဖို့တော့မယုံနိုင်စရာရေသွမ်းသွေးစရာဖြစ်ကောင်းဖြစ်နေမှာပါ။ အဲဒီနိုကမြေယာပိုင်ဆိုင်လိုမှုရွှေရှာဖွေလိုမှုညုကံမှုရဖို့နဲ့ငွေဝယ်ကြုံရရှိမှုတို့အတွက်နိုင်ငံချင်းချင်းကြားစစ်ပွဲတွေဇင်းနှွဲပါလိမ့်မယ်ဒါမဲ့လောင်စာစီတွဲတော့တိုက်ခိုက်ကြမှာမဟုတ်ပါဘူးလျှက်စီရမှုရန်တက်တန်းလုပ်ငန်းကပိုးပြီးအလန့်တကြားဖြစ်စရာပါလွန်ခဲ့တဲ့နှစ်ညလောက်ကလျှက်စီရအတုံးကမျက်မျက်စစမရှိခဲ့ဘူးအဲ့ဒီကာလတုန်းကလျှက်စီကိုဈေးပေါ်ပေါ်နဲ့ကြည့်လို့ရတဲ့မျက်လက်ပြဝဲတွေနဲ့လူဝယ်ဆန်းကျတဲ့တိတ်ပန်ဆန်းသက်ချက်တွေမျှတာအများဆုံးသုံးခဲ့ကြတယ် စီးပွားရေးလုပ်ငန်းအတွက်လက်ရှိရအခက်ခဏကမရှိခဲ့ဘူးတည်တွင်မှုတွေတတိတသန်းလောက်ဆောင်မှုကြောင့်လက်ရှိကိုအလာရီမီကွက်တဲကလူတရဆောင်ရွက်ပေးနိုင်တဲ့ဘလူးဂျင်နီတဖွဲအသုံးပြုလာခဲ့ကြတယ်ကျွန်တော်တို့ကလက်ဖြစ်တစ်ချက်တီးပြီးအမိတ်ပေးလိုက်တာနဲ့ပဲလျက်စစ်ကစာအုပ်တွေကိုပုံနှိပ်ပေးနိုင်တယ်အဝိတ်တယ်ရီထုတ်လုပ်ပေးနိုင်တယ်ဟင်းသီးဟင်းရွက်တွေကိုလည်းလက်လက်ဆက်ဆက်ဖြစ်အောင်စီမံနိုင်တယ်ဤခဲမုတ်ကိုလည်းဤခဲစီတဲ့ညစာတွေချက်ပေးနိုင်တယ်ဒါပြင်လူလောကရဲ့ရာဇဝတ်သားတွေကိုကွက်မြက်အပြစ်ပေးနိုင်တယ် ငါတို့ကျွန်တော်တို့ရဲ့အတွေးခေါ်တွေကိုမှတ်ပုံတင်ပေးနိုင်တယ်တို့ရဲ့အပြုံတွေကိုမှတ်တမ်းတင်ပေးနိုင်ခဲ့တယ်တို့ရဲ့အမှောင်ညတွေကိုထုံလင်းတောက်ပစေခဲ့တယ်မရေမတွက်နိုင်အောင်များပြားတဲ့ရုပ်မြင်သံကြားအစီအစဉ်ပြခွက်တွေနဲ့လည်းဖျော်ဖြေပေးနိုင်တယ်လက်ရှိအတွက်အားကားတွေကိုဘယ်လိုများလှုပ်ဆောင်ပေးနိုင်တာပါလဲလို့သိရှိနားလည်သဘောပေါက်တဲ့သူအရေးအတွက်ကတော့အင်တန်နေပါလာပါတယ်ဒါမဲ့လက်ရှိနဲ့ကိန်းကွာပြီးနေရမယ့်ဘဝမျိုးကိုစိတ်ကူးကြည့်လို့မရသူကပို့လို့တောင် ရှားပါမှာပါ။နှင်းစင်းနဲ့ကင်းရှင်းတဲ့လူနေမှုဘဝဆိုတာမရှိတဲ့လောက်ကိုပဲနေရာတိုင်းမှာအသုံးပြုနေကြရပါတယ်။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်တော်တို့တာပါ။